ပထမဆုံးတယောက်ကတော့အီဇာကီယိုရှိလို့ခေါ်ပါတယ်။သူကဘလူးလူးရဲ့မင်းကရာတယောက်ဖြစ်ပြီးတော့အရင်သူကပွဲတပွဲကိုအပေါ်စီးရချင်းနေတယ်လို့မျိုးကစားသမားကြီးဘယ်နေရာမှာရှိရဆိုတော့လည်းသိပါတယ်။အန်ဂျူကလည်းတောက်ရမ်းကောင်းပြီးတော့စီဂနေချာအခွက်ဖြစ်တဲ့ direction နဲ့ကံမဲ့ဆိုဂူးဘွား80ရာခိုင်နှုန်းတော့ကိုတည်ကြပါတယ်။ဒါပေမဲ့1 vs 1တွေ့နေရမှာတော့ dupling ကအတော်လေးကိုညံ့နေလို့ပြောလို့ရပါတယ်။ လူကိုစက်တချင်းရောက်ရှိမှာသူ့ရဲ့ run ဟာ296ဖြစ်ပါတယ်အနိုင်ဆုံးဟာ300ပါပြီးတော့သူက defender ရေးဒါမှမဟုတ်တခြားလူမြင်နိုင်တဲ့နေရာမှာလည်းနေနိုင်ပါတယ်အထီးကတော့သူ့ရဲ့ parcel လို့ခေါ်ပါတယ်ပြောရရင်တော့ပွဲတပွဲမှာသူ့အမည်နဲ့ဒီလိုမျိုးနိုင်စီမဲ့အစိတ်ပိုင်းမျိုးသူ့အမည်နဲ့တွေးတောပြီးတော့စဉ်းစားရလို့ပြောလို့ရပါတယ်ဒါကြောင့်မို့ အီဇာဂီတွေးတော့နေရှိမှာဆိုနာဂီနေနဲ့အီဇာဂီကိုအပြည့်ဝယုံကြည်ပါတယ်။ Okay striker ခတ်တဲ့ことだね။နောက်မှာတော့ direct shot ကို every တင်နိုင်ခဲ့ပြီးတော့ two volley gun ကိုတီထွင်နိုင်ခဲ့ပါတယ်။ပြီးကြတော့ demon king ကိုလည်းတင်စားခံရပါတယ်။ကျွန်တော်တို့ရဲ့နောက်ထပ် blue lord player တယောက်ကတော့ bashia လို့ခေါ်ပါတယ်။ bashia ဆိုရင်ပြည်ကလေးက dolinsky ဆိုတာမန်ကလေးလုံးဝ line မမီနိုင်တဲ့အခြေအနေမျိုးမှာရှိပါတယ်။ ပါရင်ပါလို့လည်းပြောလို့ရပါတယ်။အဲဒါကြောင့်မို့တခြားကလေးရာသူနဲ့ဆိုဘောလုံးမကန်ရကြပါဘူး။လူငယ်ပိုင်းရောက်တော့လည်းလှည့်စကီနဲ့ဒရဘလင်းစကီကိုတော်တော်လေးကိုလေ့ကျင့်နေပါတယ်။သူတယောက်တည်းတော့မဟုတ်ပါဘူး။သူ့ရဲ့အတွင်းစိတ်ကမွန်စတာနဲ့လေ့ကျင့်နေပါတယ်။အော်ဘာရှီယာရဲ့အလင်ဟော့စကီရဆိုရင်ဂျပန် U20 အသင်းတစ်ခုလုံးတော့မှလှည့်နိုင်စွမ်းရှိပါတယ်။ပြောရရင်အိုလီဗာအီခူလိုမျိုးစောင့်ရန်ကောင်းပါဆိုရဲဒီဖန်နာတော့မှအတားလေးလှည့်သွားတာဖြစ်ပါတယ်။ဆဲကယ်လို့သာ သူတို့နောက်ထပ်တကူမပေးရပဲဖြစ်ပါတယ်ပြီးတော့ဘလူးလွတ်ထဲမှာတော့လုံးဝ powerful ဖြစ်နေတဲ့ nagi တို့လိုတင်းဖီယိုတော်မှာတယောက်ထဲလဲပြီးတော့ဂိုးသွင်းသွားခဲ့ရတယ်ဖြစ်ပါတယ်ကျွန်တော်ရဲ့နောက်ထပ် blue loot character တယောက်ကတော့ itoshi yun ခေါ်ပါတယ် itoshi yun က blue loot ရဲ့ number 1 player တယောက်ဖြစ်ပြီးတော့သူ့ရဲ့ cup shot ကြီးကစောင်းရမ်းကောင်းပါတယ်ပြောရရင် Itoshi ရဲ့ cup shot ရဲ့ဝဲကန်တဲ့ဘောကြီးကဘယ်လောက်ထိကောင်းလဲဆိုသူက သူကန်လိုက်တဲ့ပုံလုံးကဝဲပြီးတော့မသိရင်ရေစီးကြောင်းလေးတစ်ခုဆီးဆင်းသွားလို့နူးညံ့ပါရဲ့အာရီတိတ်ပြီးထဲ့ပြီးကန်မျိုးမှုပြင်မယ်ဒီတိုင်းလေးဝဲကန်လိုက်တဲ့အတွက်ကုသမအနေနဲ့ဖမ်းမှုခက်ခဲပါလိမ့်မယ်ပြီးကျတော့အီတိုရှိဝင်းကပေရှင်ကြည့်ရနဲ့ပစင်ပေးရရာအီဆောက်မကောင်းပြင်မယ်အီဆာကီနီးပါလောက်ပါပဲဒေါကယူလဲပုံမှန်ကြည့်ပြီးတော့အီတိုရှိဝင်းကအီစကီကိုလဲတော်တော်လေးပိုင်နိုင်ပါတယ်တွန်နီဂျပန်ဘောလုံးသေးနဲ့တွေ့ရတဲ့နောက်ပိုင်းမှာ ဒီရှိရင်းဟာသူ့ရဲ့ flow ကိုပြည့်နိုင်ခဲ့ပါတယ်။အရာကတော့ disturber လို့ခေါ်တယ်။ပြန်ရရင် သူတပားရဲ့အာသာချက်တွေကိုလိုက်ပြီးရောဖြိုခွဲလူတယောက်ဖြစ်ပါတယ်။ပြောရရင်သူတပားရဲ့အာသာချက်ဆိုတာကဖြိုခွဲဖို့ခက်ခဲပါလိမ့်မယ်။အာရာမူးမှာဤသူရှိရင်းဟာ jet set ဆိုတာကြမ်းတမ်းဆိုတာလိုက်ပြီးရောဖြိုခွဲလို့ခေါ်ပါတယ်။သူမူးကိုနေထားရောက်သွားတဲ့အချိန်မှာဤသူရှိရင်းဟာရှာရီးထုတ်တွေမှာဖြစ်ပြီးရောသူ့ရဲ့ပုံစံကတကယ်မူးတက်ကောင်နဲ့တူနေမှာပဲဖြစ်ပါတယ်။